အဲကျမအရင်နှုတ်ရင်လည်းပြောခဲ့ဘူးလေကျမတို့ကအာကျမတို့ကတော်လန်ရေးကိုမယုံကြည်ဘူးကျမတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တော်လန်ရေးကိုယုံကြည်တဲ့ပါတီမဟုတ်ဟုဒေါ်သက်သက်ခိုင်ပြက်ပြက်တတပြောလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာ။ဟို NCA ကတော့လေဒီနိုင်ငံတကာ အဖွဲ့အစည်းတွေလည်းပါတယ်ပြီးလို့ရှိရင်အားလုံးပါဝင်ပြီးတော့ရေးဆွဲပြီးတော့မှသဘောတူခဲ့ကြတာပေါ့နော်အဲဒါကိုပြန်ပြီးတော့မှအသက်သွင်းပြီးအကောင့်ထက်ပေါ်ဖို့အတွက်အချိန်ပိုရအောင်ပေါ့နော်ဒီခန်းနိုင်ကအချိန်ပိုရသွားစေမယ်ပေါ့နော်အထူးသဖြင့်ရွေးကောက်ပွဲပြီးတဲ့အချိန်ပေါ့အချိန်ပိုရသွားမယ်လို့ကျွန်မမျှော်လင့်ပါတယ်ရှင့်ဟုတ်ကဲ့ဘုတော်တဲ့ဘာလို့ရောက်ရင်ဟောဒီ NCA အကောင့်ထဲပေါ်နိုင်မှုစူးစမ်းထားတာမျိုးပါတီရဲ့မူဝါဒမျိုးပဲရှိတာဟောကျွန်တော်တို့အနေနဲ့တော့ဒီဒီငိမ့်ချမ်းရင်းနဲ့အပြစ်ခတ်ရဆဲရေးကိုဒါ ဟိုပါပေါ့ရှင်လုံးဝအုတ်တုံယုံကြည်တဲ့ဟိုပါတီဖြစ်ပါတယ်အဲကျွန်မအရင်နှုတ်ရင်လည်းပြောခဲ့ဘူးလေကျွန်မတို့ကအဲကျွန်မတို့ကတော်လန်ရေးမယုံကြည်ဘူးကျွန်မတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင်အဲ့ဒါဆိုတော့လေအဲဆိုတော့နှစ်ခုပေါ့နော်အဲလွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်တာပေါ့ဒါဟာလေဒါနိုင်ငံရေးဆွေးနွေးပွဲစကွဲဝိုင်းကိုလာပြီးဆွေးနွေးကြတာဆိုတော့ဒါလွှတ်တော်ပြင်ပဆွေးနွေးဆွေးနွေးလို့ရတဲ့အချက်တွေသဘောတူညီချက်ရပြီဆိုရင်လွှတ်တော်ကိုပို့ပြီးတော့မှလွှတ်တော်မှာတရားဝင်ဖြစ်အောင် ပေါ့နော်လှုပ်ပြီးတော့มาပြီးအကောင့်ထည့်ဖို့တာဆက်လာမှာပေါ့ရှင်။နောက်အခုပြောနေကြတာဘာလဲဆိုလို့ရှင်ဒီသဘောတူညီချက်တွေပေါ့နော်တရားလွယ်လွယ်ကူကူနဲ့သဘောတူညီနိုင်တာတွေအမြဲမြန်ရလရနိုင်တာတွေကိုကျွန်တော်တို့ကဦးစားပေးပြီးတော့มาအကောင့်ထည့်ဖို့လိုက်လို့ရှင်အဟိုပါပေါ့ပါဝင်သူတိုင်းအကုန်လုံးကယုံကြည်ချက်ပို့ရှိလာမှာပေါ့ရှင်။ဟုတ်ကဲ့အခုအမတို့ဗာဒီကနိုင်ငံလုံးအဆင့်ထိဝင်တိုင်းတာဆိုတော့ဒိုင်နာ area တွေမှာကုသလေလောင်းယူတဲ့ ချိန်မှာဒီတိုင်းသားတွေဥစားပေးသလားလို့အဲ့ကိုယ်တည်းလောင်းရွေးတဲ့ဘူဝါဒလေးကိုလည်းအရှင်းပြပါဦးအဲဥစားပေးပါတယ်ရှင်ကျွန်မဟိုပါပေါ့နော်ကျွန်မတို့အစခေါ်တော့ကျွန်မတို့အချက်အချက်အဲ20နီးပါးရှိရပေါ့နော် ဲ့အချက်20နီးပါးထဲမှာဘာပါလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ပါတီရဲ့မူဝါဒကိုလည်းယုံကြည်ပြီးတော့မှပါတီကနေပြီးတော့မှဒီအမျိုးသမီးရဲ့လူငယ်ရဲ့တိုင်းရင်းသားတွေကိုဦးစားပေးပြီးရွေးချယ်မယ်ဆိုတဲ့မူဝါဒကိုလက်ခံမှပဲရှောက်ပါဆိုတာမျိုးပေါ့နော်ကျွန်တော်တို့ကအဲ့လိုတခါတည်းခေါ်တော့ဝင်အဲ့လိုခေါ်တာဖြစ်ပါတယ်ရှင်အဲဖြစ်တော့အခုလည်းတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားတွေပဲအဓိကဖြစ်ပါတယ်ရှင် အကြခင်မှာကျွန်တော်တို့မဲဆော်စီရင်ရတော့မယ်ဒီအခုလက်ရှိအခြေအနေမှာဘယ်လို challenge နေရှိဒီစိန်ခေါ်မှုတွေဘာတွေဖြစ်နိုင်စိန်ခေါ်မှုကတော့ကျွန်တော်တို့နှစ်မျိုးပေါ့နော်တစ်မျိုးကတော့လုံခြုံရေးပါရှင့်လုံခြုံရေးကတော့ အဲဒီနေ့အထိပေါ့နော်ဟိုလုံခြုံရေးရာတတိထားနေရတော့ချိန်ကြီးဖြစ်ပါတယ်ရှင်။အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ခီးသွွားကြတော့မယ်ဆိုလို့ရှိရင်လုံခြုံရေးရာစိန်ခေါ်မှုရှိတဲ့နေရာလဲကျွန်တော်တို့သွားရင်သွားရမှာပေါ့နော်။ဟိုလုံခြုံတဲ့နေရာပဲရွေးပြီးသွားလို့မရပါဘူးရှင်။နောက်တစ်ကြောင်လုံခြုံရေးရာနံပါတ်၁ပါ။နံပါတ်၂ကတော့တခြားပါတီအတွက်တော့မသိဘူး။ကျွန်တော်တို့ပါတီအတွက်နံပါတ်၂ကတော့ကျွန်တော်တို့ပါတီရဲ့ရန်ပုံငွေပါရှင်။ပါတီအဲဘန္ဒာရေးချိန်တွေပေါ့နော်။အဲ့ဒါကတော့ ကျမတို့ကကိုယ်စလဲတွေကိုတိတ်မထောက်ပတ်နိုင်မထောက်ပတ်နိုင်ဘူးပေါ့နော်မထောက်ပတ်နိုင်ဘဲနဲ့ကိုယ်စလဲတွေလည်းကိုထုကိုထနဲ့နောက်ပါတီလည်းကိုထုကိုထနဲ့တည်ထောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဘာနာရေးရစိန်ခေါ်မှုရှိပါတယ်ရှင်ဟုတ်ကဲ့ဒီကောအတမတဲ့ကိုယ်စလဲလောင်းမဲဆွဲစီယုံနဲ့ပမာဏသတ်မှတ်ထားတာရှိတယ်ပေါ့နော်မဲဆွဲစီယုံနဲ့ကအလုပ်ပြုတဲ့ငွေငွေကိုကိုယ်စလဲလောင်းတွေက ဟိုတတ်နိုင်တဲ့လူတွေပါမှာပေါ့မတတ်နိုင်တဲ့လူကြတော့ပါတီကဖြစ်ပြရကျမအဲ့လိုတော့ငွေလိုတော့မပန့်ဘူးပါအောင်ရှက်ငွေလိုမပန့်ဘူးဝယ်နေကျမတို့ကဘာတွေလုံမှလဲဒီအောင်နိုင်ရေးမှာပေါ့နော်အဲဘာတွေလုံမှလဲဘလောက်ကုန်မှလဲအဲဘသူကဘလောက်ထည့်ဝင်နိုင်တာလဲအဲအဲ့လိုမျိုးနဲ့ကိုတတ်နိုင်တဲ့လောက်ပဲလုံကြမှာဖြစ်ပါရှက်ခုဆိုရင်ကျွန်တော်မင်းစင်းတွေကတ်ထားပြီးနဲ့စိတ်ဝင်စားမှုကနည်းနေကြတယ်တချို့ဆိုရင်မင်းမပေးဖို့ဒီပြောတာမျိုးတွေရှိတယ်ဒီပေါ်မှာ ဒီလိုလူမျိုးတွေဘယ်လိုတိုက်တွန်းနေလဲ။ဟောကျွန်မမဲပေးတယ်မှာလေရှင့်။မဲပေးတယ်ဆိုတာဒါရွေးကောက်ပွဲတွေရှိမှမဲပေးလို့ရတယ်။အပြိမဲပေးတယ်ဆိုတာနိုင်ငံသားတွေရဲ့အခွင့်အရေးလည်းဖြစ်တယ်လို့တာဝန်လည်းဖြစ်ပါတယ်ရှင့်။အထူးသဖြင့်တော့ဒီလိုဒီခုရွေးကောက်ပွဲပေါ့နော်။အခုရွေးကောက်ပွဲကျွန်မတို့ဒီတပ်မတော်ကနေတာဝန်ယူထားတဲ့ကာလကနေဒီတော့မှကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်မဲ့ရွေးကောက်ပွဲဖြစ်လို့ပေါ့နော်။ဟိုပြည်သူတရက်လုံးကနေပြီးတော့မှကျွန်တော်ဒီ ပြည်သူတရက်လုံးကတက်တက်ကြွကြွနဲ့မဲပေးကြဖို့ပေါ့နော်အဲ့ဒါလေးကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်ကျွန်မတို့ပါတီလွတ်တော်တဲ့ရောက်မယ်ဆိုရင်ပြည်သူအတွက်မာဒီလုတ်ပေးမယ်လို့များခိပေးနိုင်အဲ့ဒါကတော့စောသေးရဲ့ရှင့်ဘာဖြစ်လို့ဆိုအခုကရွေးကောက်ပွဲကာလရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာကျွန်မပြောခွင့်ရှိရပါတော့နော်အဲပြောခွင့်ရှိတော့ကျွန်မတို့ကတော့ အဲအဲကျမတို့နိုဝင်ဘာလတရက်နေ့လောက်ကြာလို့ရှိရင်ကျမတို့ရဲ့ရွေးကောက်ပွဲချိန်ညစာတမ်းကိုကျမတို့ launch လုပ်ပြီးတော့ media တွေလည်းဖိတ်မယ်ပြည်သူလူထုလည်းဖိတ်မယ်ပါတီဝင်တွေအမှုဆောင်တွေကိုယ်စားလှယ်လောင်းတွေပေါ့နော်အဲအဲ့ဒါလေးကျမတို့ဆောင်ရွက်ပါမယ်ရှင့်အခုအခုကတော့ကျမတို့က P3 လုံးဆိုတော့လေ P3 လုံးဆိုတော့ကျမတို့ရဲ့ စလိုကန်ကလည်းပြီးသုံးလုံးရွေးထားပါတယ်အဲ့ဒါတော့ people peace and prosperity ပေါ့နော် people ကတော့လူတို့ဘဝအဓိကပေါ့ရှင် peace and prosperity ကတော့ငြိမ်းချမ်းလုံခြုံစွာကြီးပွားကြပေါ့နော်ဆိုလို့ရှိရင်ပြည်သူလူထုတိုင်းငြိမ်းချမ်းလုံခြုံတဲ့ဟိုဒီပတ်ဝန်းကျင်မှာနေထိုင်ဖို့ထိုက်တန်တယ်နော်ပြည်သူလူထုတိုင်းကြီးပွားဖို့ထိုက်တန်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတွေနဲ့ပတ်သက်တဲ့မူဝါဒနဲ့လုပ်ငန်းလမ်းစဉ်တွေကိုကျမတို့ဟိုဒီနိုဝင်ဘာလတရနေ့ကျမှထုတ်ပြန်သွားမှာဖြစ်ပါတယ်ရှင် စကိုင်းမြို့နယ်လက်ပံကြီးရွာတွင်တက်ဆွဲထားသောစစ်တပ်ကစုတ်ခွာထွက်ပြေးသွား၍တော်လန်ရေးတပ်ဖွဲ့ကနယ်မြေရှင်းလင်းလုပ်စဉ်မူရစေဝါတုံးဆွဲရာတွင်တုံးသည့်ပစ္စည်းများနှင့်စစ်အုံဆောင်ပစ္စည်းများတင်စေရရှိ စကိုင်းတိုင်းစကိုင်းမြို့နယ်လက်ပံကြီးရွာတွင်တက်ဆွဲထားသောစစ်တပ်ကဆုတ်ခွာထွက်ပြေးသွား၍ဒေါ်လန်ရေးတပ်ဖွဲ့ကနယ်မြေရှင်းလင်းလှုပ်စဉ်မူရစ်စည်းဝါးသုံးဆွဲရာတွင်သုံးသည့်ပစ္စည်းများနှင့်စစ်အသုံးဆောင်ပစ္စည်းများတင်ဆဲရရှိကြောင်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့အောက်မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တည်င်းထားလာထံသို့ပြောဆိုသည် ယမန်နေ့အောက်တိုဘာလ18ရက်နေ့တွင်စကိုင်းမြို့နယ်လက်ပံကြီးရွာတွင်ရှိပြည်သူပိုင်နေအိမ်များတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကအဆိုပါကြီးရွာရှိတက်ဆွဲထားသော စခန်းမှထွက်ပြေးဆုတ်ခွာသွားခြင်းဖြစ်ကြောင်းတော်လန်ရေးတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးဝင်ရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့သောအကြမ်းဖက်စစ်သားများဆုတ်ခွာသွားပြီးနောက်ပြည်သူများပြန်လည်နေထိုင်နိုင်ရန်အတွက်ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်၏ယူနီဖောင်းများနှင့်စစ်သုံးဆောင်ပစ္စည်းများကိုတင်စေရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ဲစစ်ခွေးစစ်ကြောင်းကတက်ဆွဲထားတာကြာပါပြီအဲစစ်ခွေးတွေကလက်ပံကြေးရွာတွေကပြည်သူပိုင်းနေအိမ်တွေထဲမှာစခန်းချပြီးတက်ဆွဲနေထိုင်နေတာဒီနေ့အောက်တိုဘာလ18ရက်နေ့မှာစစ်ခွေးတွေရွာတွေကထွက်သွားလို့နေမြေဝင်ရောက်ရှင်းလင်းရင်းနဲ့စစ်အုံအဆောင်ပစ္စည်းတွေတင်စေရရှိခဲ့ပါတယ်ဟုယူနီကွန်ပျောက်ကြားတပ်ဖွဲ့ယောက်မှတာဝန်ရှိသူကပြောဆိုသည့် အကျန်းဖက်စစ်တပ်ကစကိုင်းမြို့နယ်အတွင်းနေမည်စုမှုမှုရရှိရေးကြိုးပမ်းနေတော်လဲတော်လန်ရေးတပ်များကအပြင်းထန်ခုခံတိုက်ခိုက်နေသဖြင့်ထင်တလောက်ခီးမပေါက်ပဲအကြဆုံးများစွာဖြင့်စစ်တပ်ဘက်မှအထိနာလျက်ရှိကြောင်းဒေတာစီရီတရင်ရင်းမြစ်များကပြောဆိုသည်